စကြောင်းဖကန်ကိုစကြောင်းထိုးလာတဲ့အချိန်မှာညီလေးတို့ဘယ်ချိန်လောက်ကရောက်လဲဖကန်ကိုဖကန်ကိုဖကန်ကိုခုနလာပိုင်းလောက်ကနေရောက်ဟုတ်ပြီညီလေးတို့ကိုဦးစီးရဲ့ဦးစီးအရာရှိဥပမာဟောပေါ့ကွာအကပလိန်တော့မဟုတ်မိကြဘူးတော့တွန့်စီတွန့်စီတွန့်စီအပါလေးပေါ့နော်ဒါပဲတိလားနာမည်မသိဘူးလားညီလေးတို့နာမည်မသိဘူးနာမည်ရမသိရအောင်လား တုံးရှင်ကဟုတ်ပြီဘဲကိုအခြေဆိုင်လည်းနေလေတုံးရှင်ကဒီအဲ့ဒီတိုင်ရင်ကိုမရတာတိုင်ရင်ပြီးတော့ဒီကိုတိုင်ပြီးဟာနေရာလေးရတာတုံးရှင်ကနေရာလေးနေရာတို့ရတာအဲဟုတ်တယ်မိမိခင်တိုင်ရင်လေညီလေးတို့တုံးရှင်ကဒီနံပါတ်မြင်ချင်းနာနံပါတ်မြင်ချင်းနာအဲ့မိခင်တိုင်ရင်ကိုညီလေးတို့မရောက်ခဲ့ဘူးလားဟုတ်မရောက်ဘူးဘယ်ကနေလာခဲ့တော့ညီလေးတင်နေညောင်းကနေစင်တန်းပို့ရတာဟာပြန်ပြန်ဟုတ်တယ်ဟုတ်ပြီဟုတ်ပြီညီ โอเคโอเคโอเคအဲ့တော့ညီလေးတို့အခုဘက်ကအခုဘယ်နေရာနေအကူရဘက်ကိုကူပြောင်းလာခဲ့အောင်ညီတို့လက်ရှိလက်ရှိရောက်နေတဲ့နေရာနေအကူရစီကိုကူပြောင်းလာခဲ့တဲ့နေရာလေးတစ်ချက်ပြပြပေးပါလားဆန်ကျွယ်ကောင်ဆန်ကျွယ်ကောင်ဟုတ်ပြီဆန်ကျွယ်ဖျားကောင်ဘက်ပေါ့နော်ဟုတ်ဟုတ်ပြီအင်အားဘလောက်လောက်ရှိမှန်းကြီးတော့ခမန်းအင်အားခမန်းကြီးကိုနောက်ရောက်တာလည်းတော့အင်အား၄၀ကျော်50လောက်ဟုတ်ပြီဟုတ်โอเคโอเค ဟုတ်ပြီညီလေးတို့နောက်ဆုံးမေးချင်တာလေးတစ်ခုရှိတယ်အဲ့ဒါညီလေးတို့ဘာကြောင့်စကမကနေမှာအကိုတို့တော်လိုင်းဖက်ကိုဘာကြောင့်ကိုပြောင်းလာလဲအဲ့ဒါလေးသိချင်ညီနေမှာရှိတဲ့အတိုင်းလေးဖြေပြီးပါစစ်စစ်မတိုက်ချင်တော့လို့စစ်မတိုက်ချင်တော့လို့ဟုတ်ပြီညာသူတို့အဲ့လိုဟိုဝင်ကြိုက်လို့อืมเบลโลหาไม่ใช่ล่ะเนี่ยโหดิโหโชมุดิ ဒါဆင်းနေတယ်ဟုတ်မချင်း။ Okay okay ဟုတ်ပါပြီဟုတ်ပါ။ဘယ်လိုပဲဖြစ်အကူတို့ဘက်ကိုဘက်ကူးပြောင်းလာတဲ့အတွက်အကူတို့ကဘက်ကမှာနော်။အာညီလေးတို့ကြည့်လေးတင်လေ။ကြုံလဲကြုံဆိုတယ်။ဟုတ်ပြီနော်။ဘလော့ဂ်ောမီဒီယာကိုဆက်လက်ရပ်တည်ခံဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ချက်ကြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။